2026ကမ္ဘာပလာမှာအီရန်ဝင်ခွင့်လွဲချော်နိုင်လားအားလုံးပဲမင်္ဂလာပါလက်ရှိမှာဆိုရင်တော့အီရန်အစ္စရေးတင်မာမှုတွေမှာအမေရိကန်ကပါဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ကြာသေးခင်တော့ကပဲအမေရိကန်ကအီရန်ရဲ့နျူကလ িয়ার လက်နက်ထားရှိရာနေရာတွေကိုဘုံကျတိုက်ခိုက်မှုလုပ်ခဲ့ပြီးတော့စစ်ပွဲထဲမှာပါဝင်လာခဲ့ပါတယ်။အမေရိကန်ဝင်ရောက်လာမှုနဲ့အတူတတိယကမ္ဘာစစ်ကူဥတီလာတော့မလားဆိုတာစိုးရိမ်ပူပန်မှုတွေလည်းရှိလာပါတယ်။ ဒါပြင်ဒီစစ်ပွဲဟာဘလုံးလောက်ကူလည်းတက်ရောက်မှုချိုးရှိလာခဲ့ပါတယ်။အမေနာနိုဖက်ချာကဘာပလာပြန်ပွဲကြီးအားဆိုရင်တော့အမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုစတဲ့သုံးနိုင်ငံမှာပူးတွဲအရှိန်ဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ပွဲစဉ်အများစုကိုတော့အမေရိကန်မှရှိတဲ့ကွန်ရက်မှာပဲလက်ခံကစားသွားမှာပါ။ဒီလိုအခြေအနေမျိုးမှာအမေရိကန်နဲ့တင်မာမှုတွေရှိလာခဲ့တဲ့အင်ရန်လူရေးစင်အသင်းအနေနဲ့ကဘာပလာမှဝင်ရောက်ကစားခွင့်ရပါမလားဆိုတာစိုးရိမ်စရာရှိလာခဲ့ပါတယ်။တကယ်တော့အီရန်လက်ပြေးစင်အသင်းဟာ2024ကမ္ဘာပလာအတွက်ချစ်စစ်ပွဲအောင်မြင်ထားပြီးသားဖြစ်ပါတယ်။ ခြေစပွဲအုပ်စုအေမှာရမန်25မှတ်ထိရထားတဲ့အီရန်ကကမ္ဘာပလားပြိုင်ပွဲအတွက်တိုက်ရိုက်ခြေစပွဲအောင်မှုတည်ချနေခဲ့ပါတယ်။ပြီးခဲ့တဲ့မက်ရှလာတွေမှာဥစမန်ကစ္စတန်တင်းနဲ့တည်ချပြီးကလေးကအီရန်နဲ့ခြေစပွဲအောင်မှုတည်ချသွားခဲ့တာပါ။ဒါပေမဲ့လည်းအမေရိကန်နဲ့တင်းမာမှုတွေရှိလာခဲ့တဲ့အီရန်က2026ကမ္ဘာပလားကြီးကိုလာရောက်ကစားဖို့အဆင်ပြေပါမလားဆိုတာစိုးရိမ်စရာတော့ရှိနေပါတယ်။ဒီဘာတော့ထုံးစံအတိုင်းပဲအကစားနဲ့နိုင်ငံကြီးမျိုးရှယ်ယာဆိုပြီးပြောနေခဲ့ပေမဲ့လက်တွေ့မှာတော့ထင်သလောက်မလွယ်ကူပါဘူး။ အီရန်ဟာဒိုနယ်ထရန့်ကန့်သတ်လိုက်တဲ့ဗီဇာနိုင်ငံတည်တဲ့အခါတစ်ခုအပါအဝင်ဖြစ်ပါတယ်ဒါပေမဲ့ထရန့်ဟာနောက်ပိုင်းမှာတော့ဗီဇာကန့်သတ်တယ်ဆိုပေမဲ့အမေရိကန်မှာကျင်းပမဲ့အကစားပြိုင်ပွဲတွေမှာဝရောက်ရှင်ပြိုင်မဲ့ကစားသမားတွေကတော့ချင်းချက်နေနဲ့ဗီဇာပေးသွားမယ်လို့ဆိုထားပါတယ်။ဒါပေမဲ့အီရန်အတွက်အမေရိကန်မှာတောရောက်ကစားဖို့ဆိုတာကအဆင်ပြေပါမလားဆိုတာစိုးရင်စရာတော့ရှိနေပါတယ်။ ဒီကလက်ရှိမှာဘယ်အုပ်စုကအသင်းနဲ့ဘယ်ကွဲမှာကစားကြမလဲဆိုတာကိုရေးဆွဲထားပြီးသားလည်းဖြစ်ပါတယ်။ Iran တို့အုပ်စုပွဲတွင်၃ပွဲကိုကနေဒါနဲ့မက္ဆီကိုနိုင်ငံတွေမှကစားခွင့်ရနိုင်မယ်အခွင့်အရေးကလည်းရှိမနေပြန်ပါဘူး။လူဖြစ်စီဖို့အတွက်ဆိုရင်ပွဲစဉ်စရာကိုပြန်ဆွဲပြီးမှပဲအဆင်ပြေမှာဖြစ်ပါတယ်။လက်ရှိမှာတော့ Iran American တင်မာမှုကြီးက Iran လူရေးစင်အသင်းပေါ်မှာဘယ်လိုမျိုးတက်ရောက်မလဲဆိုတာကိုပြောဖို့ခက်ခဲနေသေးပါတယ်။ ်လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ FIFA ကလည်းတရားဝင်ပြောထားတာမျိုးမရှိသေးပါဘူး FIFA ဥက္ကဋ္ဌ Infantino ကဒါစစ်ပွဲမဟုတ်ပါဘူးနိုင်ငံနိုင်ငံသားရန်လိုမှုတွေနဲ့လည်းမသက်ဆိုင်ပါဘူးတကယ်တော့ဒါပုံလုံးတစ်နှစ်တည်းပါပဲဆိုပြီးတော့ Interview မှာပြောထားခဲ့ပူပါတယ်ဒါကြောင့် Iran အနေနဲ့2026ကမ္ဘာဖလားမှာဆက်လက်ပါဝင်မင်းရမလားဆိုတာကိုတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်အချိန်ရလည်းတနည်းကျော်လောက်လူသေးတာကြောင့်ဂျားထဲမှာလည်းအကြောင်းလေးတွေရှိလာနိုင်ပြီပါတယ်စုံလေးကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်